ါရှင်သမဂ္ဂသတင်းပါဒီနေ့အော်တိုဘာ၄ရက်နေ့တရာ People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်တာကန်ချီဖြစ်နိုင်ခြင်းများနေပါတယ်ပါကစ္စတန်ရဲ့တိုက်လေယာဉ်၅စီးကိုပစ်ချနိုင်ခဲ့တယ်လို့အိန္ဒိယကြေညာတာပါဗင်နီဇွဲလားရေရင်တစည်းကို American စစ်တပ်ပြစ်ခတ်ဖျက်ဆီးခဲ့ပါတယ်ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဂျပန်နိုင်ငံဟာသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်အမျိုးသမီးဝန်ကြီးချုပ်တူဦးကိုတင်မြောက်နိုင်ဖို့အရန်နှိစက်လာပြီဖြစ်ပါတယ် အာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်ရွေးချယ်မှုမှာစာနေတာခိုင်ချီကအနိုင်ရခဲ့တဲ့နောက်သူဟာဝန်ကြီးချုပ်အရာရာကိုဆက်ခံနိုင်တော့မဲ့သဘောပါအာနာယပါတီရဲ့ခေါင်းဆောင်တဲ့ဟာဝန်ကြီးချုပ်နေရာကိုလည်းရယူလေရှိပါတယ်လက်ရှိဝန်ကြီးချုပ်ရှီရီကိုအီရှီပါကသူဟာယာဒူကရီနှုတ်ထမှာဖြစ်ကြောင်းပါတီကောင်းဆောင်တဲ့ရွေးချယ်မှုပြီးဆုံးတဲ့အချိန်ထိသာနိုင်ငံကိုယာယီဆက်လက်ဦးဆောင်နေမှာဖြစ်ကြောင်းစက်တင်ဘာလကလေးကကြေညာထားပါတယ်။တာကန်ချီအောင် Liberal Democratic Party ရဲ့ခေါင်းဆောင်နေရာအတွက်အရှင်းပြိုင်သူတွေထဲမှာ န်ဇာဗစ်ရဲ့အမြင်ဘက်ပိုရဲသူတူအဖြစ်သတ်မှတ်ခံရပါတယ်။အသက်64နှစ်ရွယ်တာကန်ဂျီဟောင်းဝန်ကြီးချုပ်ယာရုကိုဆက်ခံမယ်ဆိုရင်ဂျပန်နိုင်ငံသမိုင်းမှာပထမဆုံးရွေးကောက်ခံခေါင်းဆောင်အမျိုးသမီးအနေနဲ့အမှတ်တမ်းဝင်လာမှာပါ။သူဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းအရှုပ်ထွေးတွေအရှက်ရစရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတဲ့ပါတီရဲ့ပုံရိပ်ကိုပြန်လည်တန့်စင်ဖို့လိုအပ်တယ်လို့ဒီပွားရေးတိုးတက်မှုနှိမ့်ွေတာဂုံစင်းတို့မြင့်တက်တာ လောက်ခလာစာတိုးပေးနိုင်စွမ်းရော့နေတာမျိုးပြဿနာတွေနဲ့ကြုံတွေ့နေရတဲ့နိုင်ငံအခြေအနေကိုလည်းကုစားပေးရမှာဖြစ်ပါတယ်။နောက်ပြီးအဓိကမဟာမိတ်အမေရိကန်နိုင်ငံရဲ့ဆက်ဆံရေးမှာခက်မှန်းရခက်တဲ့အစိန်ခေါ်မှုတွေကြုံနေတာကိုလည်းပယ်ထင်ကင်ထွေရမယ့်အခြေအနေဖြစ်ပါတယ်။တာကန်ချီဟာဗြိတိန်ရဲ့ပရမအဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သူမာဂရက်တက်ချာကိုအထူးလေးစားအားကျသူဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့ဂျပန်မှာမဲဆန္ဒရှင်အမျိုးသမီးအများစုကတာကန်ချီရဲ့ဆန်းဆောင်ရဲ့အပေါ်တနရဝင်နေတယ်လို့ဆိုပါတယ်။ တာကန်ချီဟာထူးခြားသိတဲ့တိုးတက်မှုဖြစ်စဉ်တွေကိုဦးဆောင်နိုင်မှာမဟုတ်ဘူးလို့အမျိုးသမီးမဲဆန်နာရှင်အများစုကသဘောထားအမှတ်ချက်ပေးထားပါတယ်။တာကန်ချီဟာအမျိုးသမီးတွေလက်ထပ်ပြီးရင်သူတို့ရဲ့မျိုးရိုးနာမည်ကိုစက်ထိန်ထားခွင့်ရှိတယ်ဆိုတာကိုစန့်ကျင်သူဖြစ်ပြီးလိန်တူထိမ်းမြောက်ခွင့်ကိုလည်းလုံးဝလက်မခံတဲ့ကွန်ဆာဗေးတစ်စစ်စစ်တူပါ ကွယ်လွန်သူဂျပန်ဝန်ကြီးချုပ်ဟောင်ရှင်ဇိုအာဘေရဲ့လက်ရင်းတစ်ပတ်လည်းဖြစ်တဲ့တောက်ကန်ချီကအာဘေလက်ထက်မှာကျင့်သုံးခဲ့တဲ့စီးပွားရေးမူဝါဒတွေကိုပြန်လည်အသက်သွင်းဖို့အငြင်းအာဒီရပြင်းပြနေသူဖြစ်ပါတယ်။သူဟာဂျပန်ရဲ့အလုံးစုံစစ်ဆင်တင်ရေးသဘောထားမူဝါဒကိုလည်းလက်မခံလို့ပဲလုံခြုံရေးဆိုင်ရာအစီအမံအစ်စ်အတွက်အင်တိုက်အာတိုက်အရှိန်ဟုန်မြင့်ဖို့ဇော်ထားပါတယ်။ဂျပန်နိုင်ငံတမိုက်မှာဆရာသဘောကောင်တွေအဖြစ်သတ်မှတ်ခံရရသူတွေကိုပါထည့်သွင်းရည်ရွယ်တိစောက်ထားလို့အငင်းပွားစရာတွေဖြစ်နေတဲ့ ရာစုကူနီအောက်မေ့မှုဗိမာန်ကိုလည်းတာဂန်ချီကမကြာခဏသွားရောက်လို့ရှိပါတယ်။အရင်ကတော့ဂျပန်မှာ Liberal Democratic Party ဟာအင်အားအပြတ်အသတ်အသာစီးရလို့လွတ်တော်ကိုထိန်းချုပ်နိုင်တဲ့ပါတီဖြစ်ခဲ့တာကြောင့်ပါတီခေါင်းဆောင်ဟာအလိုလိုဝင်ကြီးချုပ်ဖြစ်လာပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲအပြီးမှာတော့ Liberal Democratic Party ကအင်အားအတောက်တင်းဆုံးဖြစ်ဆက်လက်ဦးဆောင်နေပေမဲ့တောင်ပြိုကမ်းပြိုအနိုင်မရခဲ့တော့တာကြောင့်တာဂန်ချီဟာလွတ်တော်ရဲ့အတည်ပြုချက်ရမှသာဝင်ကြီးချုပ်ဖြစ်လာမှာပါ။ ဒါဟာလှုပ်ထိုးလို့နေလိုအပ်ချက်သာဖြစ်ပြီးလှုပ်တော်ထဲမှာပြင်းပြင်းထန်ထန်စန့်ကျင်ကြမယ့်အခြေအနေမျိုးတော့မရှိဘူးလို့ဂျပန်နိုင်ငံရဲ့လေလာသူတွေကသုံးသပ်ပြောဆိုထားပါတယ်ရှင်။ပြီးခဲ့တဲ့မေလာတော့ကနှစ်နိုင်ငံနယ်စပ်စစ်ရေးပဋိပက္ခမှာပါကစ္စတန်ရဲ့ F16 နဲ့ JF17 တပ်လျင်၅စီးကိုပြစ်ချနိုင်ခဲ့တယ်လို့အိန္ဒိယလေတပ်ကလအတော်ကြာပြီးချိန်မှာကြေညာခဲ့ပါတယ်။စက်တင်ဘာ3ရက်နေ့မှာတော့အိန္ဒိယလေတပ်အကြီးအကဲပရစ်စင်ကပါကစ္စတန်လေတပ်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့လည်ရင်အမျိုးအစားတွေကိုထုတ်ပြောခဲ့တာပါ။ အရင်ကအိန္ဒိယဟာပါကစ္စတန်ဘက်ကတိုက်လေရင်၅စီးနဲ့တခြားစစ်သုံးလေရင်တစ်စီးကိုပြစ်ချခဲ့တယ်လို့ပြောခဲ့ပုံမဲ့အမျိုးအစားတွေကိုပါအတိအကျအထုတ်ပြောတာကတော့ဒါပထမဆုံးပါပဲ။အဲ့ဒီတုန်းကနျူကလ িয়ার လက်နက်ပိုင်းအိန္ဒိယနိုင်ငံတစ်ခုရဲ့တိုက်လေရင်တွေဟာနေဆက်မှာလေပိုင်နဲ့မကျော်ကြပဲအဝေးကနေဒုံးကြီးတွေနဲ့အပြင်းအလန့်ပြစ်ခတ်ခဲ့ကြပါတယ်။စင်းကအိန္ဒိယတိုက်လေရင်တွေရဲ့ပြစ်ခတ်မှုကြောင့်ပါကစ္စတန်ရဲ့တရုတ်လုံ JF-17 နဲ့ American လုံ F-16 တိုက်လေရင်တွေပြစ်ချခဲ့တယ်လို့ပြောကြားသွားပါတယ်။ အဲ့ဒီလေကြောင်းစစ်ပွဲဟာတိုက်လေရင်တွေအချင်းချင်းအနည်းကပ်ပြကြခတ်ကြတာမျိုးမဟုတ်ပဲမမြင်နိုင်လောက်အောင်ဝေးကွာတဲ့နေရာကနေအားကောင်းတဲ့ရေဒါတွေတာဝဲပြက်ဒုံးကြီးတွေအသုံးပြုပြီးပြစ်ချကြတဲ့ခေတ်သစ်ဝေဟေစင်းချန်းတိုက်ပွဲတွေရဲ့တရုတ်တကံကိုမြင်သာလာစေခဲ့ပါတယ်အိန္ဒိယလက်ချက်ကြောင့် F16 နဲ့ JF17 တိုက်လေရင်တွေဆုံးရှုံးခဲ့တယ်ဆိုတာကိုပါကစ္စတန်ဘက်ကတော့ဘာမှမတုတ်ပြန်သေးပါဘူးပါကစ္စတန်ကလည်းမေလ9ရက်နေ့လေကြောင်းတိုက်ပွဲတွင်အိန္ဒိယလက်တက်ရဲ့ခေအမီဆုံးဖြစ်တဲ့ ရင်တက်လို့ Rafale တိုက်လေယာဉ်၃စီးရုရှားလို့တိုက်လေယာဉ်တွေ ဖြစ်တဲ့ Mate 29တစ်စီးနဲ့ SU-30 MK တစ်စီးတို့ကိုပြစ်ချနိုင်ခဲ့တယ်လို့ကြွေးကြော်ခဲ့ပါတယ်။အိန္ဒိယကစစ်ပွဲမှာအဆုံးရှုံးတွေရှိခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပေမဲ့တိုက်လေယာဉ်၅စီးနဲ့ drone တစ်စီးပြစ်ချခံရတယ်ဆိုတာကိုတော့ငြင်းပယ်ခဲ့ပါတယ်။ April လကအိန္ဒိယပိုင်းကက်ရှမီးယားဒေသထဲမှာခရီးသွားဧည့်သည်26ယောက်ကိုလက်နက်ကိုင်အဖွဲ့တစ်ခုက ပြစ်တက်ခဲ့တဲ့ဖြစ်စဉ်ပြီးအိန္ဒိယဟာပါကစ္စတန်ရဲ့ကက်ရှမီးယားပိုင်နက်နဲ့ ပါကစ္စတန်နယ်စပ်မှာလေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးနှစ်ဖက်စီရင်ပဋိပက္ခအစပြုခဲ့တာဖြစ်ပါတယ်။အိန္ဒိယကအဲ့ဒီအကြမ်းဖက်လှုပ်ရရဲ့အနောက်ွယ်မှာပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့ဆွဆဲထားပေမဲ့ပါကစ္စတန်ကတော့အခိုင်အမာညှဉ်းဆန်းထားပါတယ်။မေလ9ရက်နေ့ကစတင်ခဲ့တဲ့ပဋိပက္ခအတွင်းနယ်စပ်တွေမှာနှစ်ဖက်စလုံးလေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပြီးအခြေအနေတွေတင်းမာလာခဲ့ပေမဲ့အမေရိကန်အစိုးရရဲ့ဂျောင်းဝင် စစ်ဆက်ပေးမှုကြောင့်လေးရအကြောင်းမှာအပြည့်အခက်ရက်စဲဖို့သဘောတူညီမှုရရှိခဲ့ပါတယ်ရှင်။ ာရီဘီယံပင်လယ်ထဲမှာခုံမောင်းနေတဲ့နောက်ထပ်ဗင်နီဇွဲလားရေရင်တစည်းကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။အော်တိုဘာ3ရက်နေ့မနက်ပိုင်းတုန်းကဗင်နီဇွဲလားရဲ့အမှုရဲ့မောင်းခိုတင်ပေါ်လို့ယုံကြည်ရတဲ့ရေရင်ကိုတိုက်ခိုက်ခဲ့ပြီးမောင်းခိုသမား၄ယောက်ကိုတုတ်တင်နိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့ပါတယ်။ဒါဟာဗင်နီဇွဲလားကနေအမေရိကန်စီအမှုရဲ့စီးရီမောင်းခိုတင်ပို့နေတဲ့လှေတွေကိုချိန်မုံဖို့ဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကာရေဘီယံပြည်လည်ပြည်မှာတက်တွေဖြန့်ကျက်ခဲ့တဲ့နောက်ပိုင်းဗင်နီဇွဲလားလေတွေကို၄ကြိမ်မြောက်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်လာပါတယ်။အရင်အကြိမ်တွေမှာလည်းရေရင်အဖွဲသားတွေတိုက်စုံးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီလေတွေဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းအကြမ်းဖက်အဖွဲစည်းအဖြစ်အမေရိကန်အစိုးရကတတ်မှတ်လိုက်တဲ့ဗင်နီဇွဲလားမူရဲမောင်ကိုဂိုင်းတွေနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့အမေရိကန်အစိုးရကစစ်ဆဲပါတယ်။အော်တိုဘာ၃ရက်နေ့ကစစ်စင်ရေးမှာတော့အကြမ်းဖက်အဖွဲစည်းအဖြစ်တတ်မှတ်ထားတဲ့အစုအဖွဲ့တွေနဲ့ဆက်ဆက်နေပြီးမူရဲမောင်ကိုလုပ်ငန်းဆောင်ရွက်နေတဲ့ရေရင်တစည်းကို ထိထိရရောက်ချိန်မုံရှင်းလင်းနိုင်ခဲ့တယ်လို့ဟက်ဆက်ကဆိုပါတယ်အဲ့ဒီတက်ခတ်မှုကတော့ဗင်နီဇွဲလာကမ်းလွန်နိုင်ငံတကာရေပိုင်နယ်ထဲမှာအကောင့်ထည့်ပေါ်ခဲ့တာလို့သိရပါဗျ။အဲ့ဒီရရင်နဲ့ဆက်ဆက်တာကဘဲခိုင်းဘဲအဖွဲအစည်းလဲဆိုတာကိုတော့ဟက်ဆက်ကတိတိကျကျထုတ်မပြောပါဘူး။ဒီအခြေအနေဟာအမေရိကန်နဲ့ဗင်နီဇွဲလာအစိုးရတွေကြားကရှင်းရင်းဆွဲတင်းမာမှုတွေကိုပုံမမြင့်တက်လာစေမဲ့သဘောပါပဲ။အခုသတင်းပတ်အစောပိုင်းမှာဗင်နီဇွဲလာသမ္မတနီကိုလတ်မာဒူရိုကတကယ်လို့အမေရိကန်ကအစတင်တက်ခိုက်တာမျိုးကြုံလာရင် နိုင်ငံကိုကာကွယ်ဖို့အတွက်အရေးပေါ်အခြေအနေကြီးညာဖို့ထိပြင်ဆင်နေကြောင်းပြောပါတယ်။ American အစိုးရဟာ Maduro ကိုပါမူရင်းမောင်ကိုဂိုင်းကောင်းဆောင်တူအဖြစ်ဆက်ဆွဲပြီးသူ့ကိုဖမ်းဆီးနိုင်အောင်ကူညီရင်ဒေါ်လာတန်း90စုကြေးပေးမယ်လို့ကြီးညာထားပါတယ်။ Hassel ကတော့ American စစ်တပ်ဂျာဖျာတက်ခိုက်ဖျက်ဆီးခဲ့တဲ့ Venezuela ရွေးရင်ပေါ်မှာမူရင်းစေဝါအမြောက်အများတင်ဆောင်လာတာလို့ဆက်ဆွဲထားပါတယ်။ American အစိုးရဟာအရင်ကလည်းအဲ့ဒီရွေးရင်တွေက American စီဥတီခုံမောင်းနေပြီး အရေးပေါ်တုံ့ပြန်ဖို့လိုအပ်တာကြောင့်စစ်ရေးနီလန်နဲ့ချက်ချင်းကန့်တွဲဖြေရှင်းရတာလို့အကြောင်းပြထားပါတယ်။အမေရိကန်အစိုးရဟာဗင်နီဇွဲလောက်မှာအစိုးရအပြောင်းလဲဖြစ်လာတဲ့အထိလှုံ့ဆော်မှုအပြင်းစင်နေကြောင်းကောလာဟာလာတွေလည်းထွက်ပေါ်ခဲ့ပေမဲ့ထရမ်ကတော့အဲ့ဒီကိစ္စကိုညှင်းပယ်ထားပါတယ်ရှင်။ People's Spin ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။